င်္ဂလာပါရှင်ကျမကတော့ဂျာမုံပါ People Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ15ရက်နေ့မှာနားဆင်ရမှာကစစ်ကောင်စီအတွက်တရုတ်ရဲ့စစ်ရေးအထောက်အပံ့နဲ့ဂျားဝင်ဆွတ်ဖက်နေမှုကလွဲမှားတဲ့လောင်းချေထက်ချင်းလို့အထူးအကြံပေးကောင်စီပြောတဲ့အကြောင်းဂန်ကောနယ်စာတင်ကြောင်းကိုစစ်ကောင်စီတပ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သတင်းထိုင်းနယ်စပ်နာကမေလစခန်းကို KNU စတင်တိုက်ခိုက်နေတဲ့အကြောင်း တာလေဘျူဟာစကမ်းသိန်းတိုက်ပွဲမှာစစ်ကောင်စီဗိုလ်ကြီးအပါအဝင်ကိုဦးသေးဆုံးတယ်လို့ KNU ထုတ်ပြန်တဲ့သတင်းဒါရီကိုရှုစားရမှာပါအာနာသိန်းစစ်အုပ်စုအတွက်တရုတ်နိုင်ငံရဲ့စစ်ရေးအထောက်အပံ့ပေးမှုနဲ့မျက်နှာပြောင်တိုက်ကြားဝင်ဆွတ်ဖက်နေမှုကလွဲမောစွာလောင်းချေထက်ချင်းဖြစ်ပြီးမြန်မာပြည်သူတွေကဒီလောက်ရက်တွေအပေါ်အမှတ်ရနေလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံရေးမှာပအဝင်ပတ်သက်နေပြီးစစ်ကောင်စီကိုအထောက်အပံ့ပေးနေမှု လာရှုမျိုးကနေ MNDAA ပြန်လဲဆုတ်ခွာအောင်ဖိအားပေးခဲ့မှုတွေနဲ့ပတ်သက်လို့တရုတ်အစိုးရကို SACM ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အထူးအကြံပေးကောင်စီကိုတော့ကုလသမဂ္ဂထိတ်တန့်အရာရှိဟောင်းတွေကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားပြီးစစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုအမြဲမပြတ်စောင့်ကြည့်အစီရင်ခံစာတွေထုတ်ပြန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။တရုတ်နိုင်ငံဟာဝင်ရောက်မဆွက်ဖက်ရေးမူဝါဒကိုထက်ခါတလဲလဲအခိုင်အမာပြောဆိုလေးရှိပေမဲ့ရှမ်းပြည်မြောက်ပိုင်းအတွင်းဂျာဝင်ဆွက်ဖက်မှုတွေက သူတို့အကျိုးစီးပွားကိုပဲရှေ့ရှုနေတာဖြစ်ကြောင်းအဲ့ဒီလောက်ရက်တွေကမြန်မာပြည်သူတွေအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ SACM ကသုံးသပ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရေးမှာနှစ်ဖက်မျှတဲ့မူဝါဒကိုကျင့်သုံးနေတယ်လို့ရှုမြင်နိုင်ပေမဲ့စစ်အုပ်စုကိုကြောထောက်နောက်ခံပေးတာကတရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုတောင်ထိခိုက်စေတယ်လို့ SACM ကသတိပေးထားပါတယ်။စစ်အုပ်စုဟာမြန်မာနိုင်ငံကိုမတည်ငြိမ်မှုတွေဖြစ်စေတဲ့ နိုင်ငံရေးလူသားချင်းစာနာထောက်ထားမှုနဲ့စီးပွားရေးအကျပ်အတဲတွေထဲကြာရောက်စေခဲ့တာကြောင့်မြန်မာနိုင်ငံကတရုတ်စီမံကိန်းတွေနဲ့စီးပွားရေးအကျိုးစီးပွားတွေမှာလည်းမျက်နှာကြရတယ်လို့သုံးသပ်ထားပါတယ်။တရုတ်နိုင်ငံရဲ့လောင်ကျေးမှားထက်ခြင်းကစစ်အုပ်စုကိုကယ်တင်နိုင်မှာမဟုတ်တဲ့အပြင်မြန်မာလူထုရဲ့ဆင်းရဲဒုက္ခတွေကိုရှေးကြစေရုံသာမကစစ်မှန်တဲ့ငြိမ်းချမ်းရေးရောက်ရှိလာမှုကိုလည်းနောက်နေကြကြစီမှာဖြစ်တယ်လို့ SACM ကသတိပေးလိုက်ပါရရှင်။ မကွေးတိုင်းကံကောင်းမြို့နယ်လာဖို့ကြေးရွာစတင်ကြောင်းကိုစစ်ကောင်စီတပ်ကမနေ့ည7နာရီခွဲလောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင်းကျောင်းဆောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ကျောင်းကိုပေါင်250ဘုံကျဲတာဖြစ်ပေမဲ့ကလေးတွေမရှိတော့အထီးအခိုင်မရှိပဲကျောင်းဆောင်တော့ပျက်စီးသွားတဲ့အကြောင်းကံကောင်းနယ်ဒေသခံတအူကပြောပြပါတယ်။ဒီဘုံကျဲတိုက်ခိုက်ကြရမှုကကျောင်းဖွင့်ချိန်မှာမဟုတ်တာကြောင်းကလေးငယ်တွေကံကောင်းခဲ့တာလို့ကာကွယ်ရေးရဲဘော်တအူကပြောပါတယ်။ စစ်ကောင်စီကဂံကောမြွနယ်တဲကိုမြေပြင်စစ်ကြောင်းထိုးနေပြီးလေကြောင်းကနေလဲဘုံကျဲနေတာဖြစ်ပါတယ်။ဂံကောမြို့ပေါ်ကခြေလင်းတက်ရင်ခလာရ90ကထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမေလ12ရက်နေ့မှာမြို့အရှိတောင်ဘက်ကလေမကျေးရွာကိုစီးနေဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တုန်းကလည်းအသက်6နှစ်အရွယ်ကလေးငယ်အပါအဝင်အရက်သား7ဦးကိုတပ်ဖြတ်သွားတဲ့အပြင် နောက်ထပ်7ဦးပါဖမ်းခံထားရတာပါ။ စစ်ကောင်စီတပ်ဟာစာတင်ကြောင်းတွေဖုံးကြီးကြောင်းတွေကိုပြင်မှတ်ထားတဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်နေပါတယ်။မေလ12ရက်နေ့မှာစစ်ကောင်စီတပ်ကစကိုင်းတိုင်းတပရင်းမြို့နယ်အိုးထိန်တွင်းရွာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်တာကြောင့်ဆီယာမ2ဦးနဲ့ចောင်းသားចောင်းသူ22ဦးသေဆုံးခဲ့ရပါသေးတယ်။ဒါအပြင်ចောင်းသားចောင်းသူကလေးငယ်တရားခန့်ဟာလည်းဒဏ်ရာရခဲ့တာဖြစ်ပါရဲ့ရှင်။ထိုင်းနယ်စပ်နားမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မေလစကန်ဒီနေ့မနက်အစောပိုင်းမှာ KNU ကစတင်တိုက်ခိုက်နေပြီလို့ ရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်မေလာစကန်းလို့ခေါ်တဲ့မော်ကွီးလူစကန်းက KNU တပ်မဟာခွန်စစ်ရေးလှုပ်ရှားရာနေမြေထဲမှာရှိပြီးလှိုင်းဘွဲမြို့နယ်မေလာရွာအနောက်ဘက်မှာတရှိပါရယ်အဲ့ဒီစကန်းကိုဒီနေ့မနက်ပိုင်း၄နာရီခွဲမှာ KNU တပ်မဟာခွန်ကစတိုက်နေတာဖြစ်ပြီးတိုက်ပွဲကြောင့်ဒေသခံတွေလည်းထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြရပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းထိုင်းနယ်စပ်နာကတာလေဘျူဟာကိုသိမ်းခဲ့ပြီး ဲ့ဒီနောက်မှာမဲလာစခန်းကိုဆက်သိမ်းဖို့ KNU ကတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီမနက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်မဲလာရွာအပါအဝင်အနီးဝန်းကျင်ကျေးရွာကဒေသခံပြည်သူ400ကျော်ထိုင်းဘက်ချမ်းစီထွက်ပြေးလာကြတယ်လို့ထိုင်းသတင်းရှင်းမြစ်ကလည်းအသိပေးပါတယ်။လှိုင်းဖွဲမြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေထဲပူလူတူခလဲ့ဒီတခေါပီခွီ မော်ဖာသူစခန်းနဲ့တားလေပြူဟာတို့ကို ဒီနှစ်အတွင်းမှာ KNU တက်မဟာခွန်ကတင်ယူထားတာဖြစ်ပါတယ်။လက်ရှိမှာတော့မဲလစခန်းမော်ဖိုးကေစခန်းနဲ့နော်တရာစခန်းတို့ပဲတင်ပိုက်ဖို့ကြံတော့တာဖြစ်ပါတယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာခွန်နယ်မြေလှိုင်းပွဲမြို့နယ်တဲကနှစ်ပေါင်း40နီးပါးစစ်တပ်တက်ဆွဲထားတဲ့တာလေဗျူဟာစခန်းကိုတင်နိုင်ခဲ့ပြီလို့ KNU ဗဟိုကဒီနေ့မှတရားဝင်ထုတ်ပြန်ပါတယ်။တညာကျိုးလို့ခေါ်တဲ့တာလေစခန်းကို1986ခုနှစ်မှာစစ်တပ်ကစတင်တိစောက်ခဲ့တာပါ။ တာလေပြူဟာစခန်းမှာစစ်ကောင်စီတပ်ခလာယာ24တပ်ရင်နဲ့အမြောက်တပ်အာမတာ331တပ်ရင်တို့အခြေစိုက်ထားပြီးတမဟာခွန်လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကပြန်လည်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။မေလ23ရက်ညပိုင်းမှာတော့တင်ပိုင်နိုင်ခဲ့ပြီလို့ဖော်ပြထားတာပါ။စခန်းသိမ်းချိန်မှာစစ်ကောင်စီအမြောက်တပ်ကဗိုလ်ကြီးတအူးအပါဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး ခလာရ24ဒုတရင်မှုကတော့ထွက်ပြေးလွတ်မြောက်နေတယ်လို့ထုတ်ပြန်ပါတယ်။နောက်ထပ်ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းလိုက်လံဖမ်းဆီးနေတယ်လို့ KNU ကအသိပေးပါတယ်။အဲ့ဒီစခန်းကိုစစ်တပ်စတင်တိစောက်ချိန်ကစပြီးအနီးဝန်းကျင်ကျေးရွာတွေကပြည်သူတွေဟာလွတ်လပ်စွာသွာလာလုကန်ရှာဖွေစားတောက်ခွင်တွေဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အခုအခါစခန်းကိုပြန်သိမ်းပိုင်နိုင်ပြီဖြစ်လို့အနီးအနားကကျေးရွာတွေအနေနဲ့မူလအခြေအနေအတိုင်းပြန်နေနိုင်တော့မယ်လို့ KNU ကထုတ်ပြန်ပါတယ်။ KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာ2024နှစ်ကုန်ပိုင်းကစပြီးတမဟာခွန်နယ်မြေတွေကစစ်ကောင်စီတပ်စခန်းတွေကိုတခုပြီးတခုတိုက်ခိုက်သိမ်းပိုင်နေတာဖြစ်ပါရဲ့ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင်